မြန်မာနေဦးခရိုနီကယ်နိုဘာလာနှစ်ရက်နေမြင်တွင်2025-2026ရွေးကောက်ပွဲသို့မဟုတ်ဆရာနာသိမ်းမှုရဲ့နောက်ဆက်တွဲဖြစ်စဉ်တရက်လက်တလောဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေအများစုကလာမယ့်နှစ်ကုန်မှာကျင်းပမယ်ရွေးကောက်ပွဲနဲ့ဆက်နွယ်နေကြတာဖြစ်ပါတယ်ထိုးစစ်တွေတိုက်ပွဲတွေထောင်ပေါင်းချီတဲ့အရက်သားတွေတိုက်ပွဲတွေကြောင့်တင်းရှောင်ရတာတွေလုံခြုံရေးအကြောင်းပြပြီးစစ်ဆေးဖမ်းဆီးတာရွေးကောက်ပွဲကိုစတင်ပြောဆိုရာကြောင့်ဖမ်းဆီးထောင်ချတာတွေက နှစ်ကုန်နဲ့နောက်နှစ်ဆက်မှာကျင်းပမယ်အဆိုပါရွေးကောက်ပွဲနဲ့ဆက်နွယ်နေကြတာဖြစ်ပါတယ်2020ခုနှစ်နိုဝင်ဘာလမှာအထွေထွေရွေးကောက်ပွဲကျင်းပပြီးလို့၃လအကြာမှာလွတ်တော်မကျင်းပခင်နိုင်ပိုင်းလို့မှအာနာသိန်းယူခဲ့တဲ့စစ်တပ်ကအာနာသိန်းနဲ့နေကြတဲ့ကပြန်လည်ကျင်းပမယ်လို့ပြောဆိုခဲ့တဲ့ရွေးကောက်ပွဲဟာ၅နှစ်နီးပါးအကြာ2025ခုနှစ်မှာမှကျင်းပနိုင်မယ့်အနေအထားဖြစ်ပါတယ်ပြည်သူလူထုအများစုကတော့2020ရွေးကောက်ပွဲရလဒ်ကို လက်မခံပဲမဲစင်ကိစ္စမဲမတမာမှုရှိတယ်ဆိုတဲ့စစ်တပ်ရဲ့ပုံကြီးချဲ့ပြောဆိုမှုတွေကိုမယုံကြည်ကြပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်အတွင်းရွေးကောက်ပွဲ၄ချိန်ကျုံခဲ့ရပြီးအဆိုပါရွေးကောက်ပွဲ၄ချိန်အနက်3ချိန်ကိုတက်တက်ကြွကြွမဲပေးခဲ့ကြပေမယ့်2010ရွေးကောက်ပွဲတုန်းကလည်းဘာမှမျှော်လင့်ချက်မထားခဲ့ကြသလိုစိတ်လှုံ့ရှားမှုလည်းမရှိခဲ့ကြပါဘူးဒါပေမယ့်နှစ်ပေါင်း30ကျော်၄ချိန်ဒီပါအတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၄ချိန်ကစစ်ပွဲတွေ နေရစွန့်ခွာတင်းရှောင်နေရတဲ့အဖြစ်တွေအဒမစစ်မှုထမ်းဆွဲခုံမှုအခြေအနေတွေနဲ့ကျင်းပတာမျိုးမဟုတ်ခဲ့ပါဘူးရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်လှုပ်ရှားစိတ်ဝင်စားခြင်းမရှိခဲ့ရင်တောင်မှအသက်အန္တရာယ်ပေးလို့အောင်ထွက်ပြေးတင်းရှောင်နေကြတာမျိုးနေအိမ်တွေရက်ရွာတွေမီးလောင်ပျက်စီးဆုံးရှုံးသွားပြီးတနေ့တကြေးမှာခက်ခဲတက်တဲစွာနေထိုင်နေကြတဲ့အခြေအနေမျိုးမဟုတ်ခဲ့ပါဘူးအခုတကြိမ်ရွေးကောက်ပွဲကစစ်တပ်ကိုတိုက်ခါထပ်ပေးမဲ့ရွေးကောက်ပွဲတစ်ခွဲဖြစ်နေတာကြောင့်တကြောင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့အရေးမြန်မာနိုင်ငံနေရအနှံ့အပြားထိုးစစ်တွေဆင်နွှဲနေတာကြောင့်ရွေးကောက်ပွဲကမြန်မာနိုင်ငံကလူလူတွေအတွက်ဂျိုးမွေတဲ့ဖြစ်ရပ်တစ်ခုတပွဲယူဆနေကြတာလည်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့2021ခုနှစ်ဆီယနာတင်ခဲ့စဉ်ကာလကရွေးကောက်ပွဲကိုမြင်မြန်ဆန်းဆန်းကျင်းပပြီးဖို့ရည်ရထားတဲ့လက္ခဏာတော့မမြင်တွေ့ခဲ့ရပါဘူး။မဲစင်းရဲတန်းတဲ့ချီအရေးအတွက်မှားရွက်နေဆိုတာတွေကိုစစ်ဆေးရမယ်။မဲမဲ့တမာမှုတွေကိုစစ်ဆေးရမယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ရွေးကောက်ပွဲပြန်လည်တင်ပမယ့်အချိန်စရာတိတိကျကျထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။2020ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အချို့ကိုဖမ်းဆီးထောင်ချခဲ့တယ်လို့စစ်တပ်ရဲ့စိတ်တိုင်းကြကော်မရှင်အဖွဲ့ဝင်အသစ်တွေခန့်အပ်ခဲ့ပြီးဖြုတ်ချလိုက်တဲ့ NLD အစိုးရအဖွဲ့ဝင်တွေ NLD ပါတီခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချကအာဏာငွေကြေးအလွဲသုံးဆောင်မှုအာဂရိမှုတွေနဲ့အမှုစဉ်တရားစီရင်တဲ့ကိစ္စတွေနဲ့မဲစီးရင်စီစစ်မယ်ဆိုတဲ့ကိစ္စနဲ့ မဲမဲ့တမာမှုကိစ္စကအမိမ့်မိန်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခြေအနေမျိုးမှာပဲ NCA ထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ချုပ်အပါဝင်တိုင်းသားလက်နက်ကိုင်အဖွဲ့ရေးစီမြို့ပေါ်ကလူငယ်အများပြားတွားရောက်ကြပြီးစစ်တပ်နဲ့တပ်လက်နက်ကိုင်အဖွဲ့ဝင်အဖြစ်ဝင်ရောက်ကအနာသိမ့်ခဲ့တဲ့စစ်တပ်ကို ပြန်လည်တိုက်ခိုက်မဲ့ PDF တပ်ဖွဲ့အသစ်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အမျိုးသားညညရေးအစိုးရနဲ့ PDF တပ်မတော်ဖွဲ့စည်းခဲ့ပြီးအနာသိစစ်တပ်ကိုလက်နက်ကင်ခုခံတိုက်ခိုက်ဖို့ အပိတိုင်နိုင်ဖို့ရည်ရွယ်ချက်ထားရှိတိုက်ခိုက်ခဲ့ကြတဲ့အခါအာနာသိန်းစစ်တပ်အနေနဲ့ရွေးကောက်ပွဲအကြောင်းတိတ်မပြောတော့ဘဲလက်နက်ကင်ခုခံတိုက်ခိုက်မှုတွေကြောင့်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဆိုတဲ့စစ်တပ်အနေနဲ့အာနာကိုထိန်းချုပ်ထားဖို့အကြောင်းပြချက်တရက်ဖြစ်ပြောဆိုကစစ်တပ်စစ်အုပ်ချုပ်ရေးကိုရှေ့ကြောက်အောင်အထင်ဆွဲဖို့ရည်ရွယ်ခဲ့တဲ့အနေအထားရောက်ခဲ့တာပါ2021ခုနှစ်ကနေ2023ခုနှစ်တွေထိ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသေးပုံမှန်အခြေအနေမဟုတ်သေးဘူးဆိုတဲ့အကြောင်းပြချင်တဲ့စစ်ကောင်စီကိုတတ်တန်းကြိမ်ကြိမ်တိုးနေခဲ့တာတွေ့ရမှာပါ။ဒါပေမဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကစစ်တပ်ကိုကင်လှုပ်နိုင်ခဲ့တာဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ပြီးတနည်းအကြမှာမြန်မာနိုင်ငံဟာ1949ခုနှစ်ပြည်တွင်းစစ်ကာလနဲ့နှိုင်းယှဉ်ရတဲ့အနေအထားမျိုးရောက်ခဲ့ပြီးအာဏာသိမ်းစစ်တပ်အနေနဲ့တည်ရှိရှင်အဆုံးဖြတ်မျိုးဆုံးဖြတ်ရတဲ့အခြေအနေရောက်ခဲ့ပါတယ်။ ဒီအနေအထားမှာစစ်တပ်ပြိုကွဲလို့မဖြစ်ဘူးဆိုတဲ့အယူအဆလက်တွေနိုင်ငံရေးရုပ်တိကို တွေးမိစေတာကအိန္ဒိချင်းတရုတ်နိုင်ငံဖြစ်ပါတယ်။တရုတ်နိုင်ငံကအာနာသိန်းစစ်တပ်ကိုကူညီပေးတာနဲ့အတူစစ်တပ်အနေနဲ့ရွေးကောက်ပွဲ ကျင်းပဖို့ကိုလည်းတွန်းအားပေးခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲကို2025ခုနှစ်ကုန်မှကျင်းပဖြစ်တဲ့အကြောင်းရင်းတွေထဲအာနာသိန်းစစ်တပ်အနေနဲ့စစ်ရေးအရှုံးနဲ့ရင်ဆိုင်လာရခြင်းထွက်ပေါက်ဖြစ်ရွေးကောက်ပွဲမြင်းမြတ်ဆက်ဆက်လုပ်ဖို့ရွေးချယ်ခဲ့ရတဲ့သဘောလိုယူဆရပါတယ်။ အာနာသိမ့်ပြီးခါစားအစောပိုင်းနှစ်တွေမှာနိုင်ငံပုံမှန်အခြေအနေမရောက်သေးတာကြောင့်ရွေးကောက်ပွဲမလုပ်သေးဘူးဆိုတဲ့စင်ကြေပေးခဲ့ပေမယ့်အခုရွေးကောက်ပွဲလက်တွေကျင်းပတဲ့အခြေအနေကအဆိုပါကာလရီထက်အများကြီးဆိုးရတဲ့အနေအထားမှာရောက်ခဲ့တာဖြစ်ပါတယ်။အာနာသိမ့်စစ်ကောင်ဆောင်မရောင်းလိုက်အနေနဲ့လွတ်လပ်ရေးရပြီးနောက်ကာလခေတ်သစ်မြမသမိုင်းမှာဆရာနာသိမ့်မှုတွေဖြစ်ပွားပြီးနောက်တက်လာတဲ့စစ်တပ်ဟာစေစုနဲ့နှစ်ခုနီးပါအာနာကိုစုပ်ကိုင်းထားခဲ့ကြပြီး1990ခုနှစ်လိုရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့အချိန် အနာမလွဲ့အပ်ပဲအချိန်ဆွဲခဲ့တဲ့တာရကတွေအရ၎င်းအနေနဲ့လဲဆယ်စုနှစ်တခုလောက်အနည်းဆုံးချိန်ဆွဲခဲ့တဲ့ဖြူဟာနဲ့အနာစုတ်ကင်ထိုက်ဖို့ရည်ရွယ်ခဲ့ပုံရပါတယ်စိတ်ကြိုက်အနေထားကာလရောက်မှရွေးကောက်ပွဲကျင်းပပြီးအနာကိုပုံစံတစ်မျိုးနဲ့ဆက်လက်ကိုက်ဆွဲသွားဖို့ရည်မှန်းချက်ထားခဲ့ပုံရပါတယ်ဒါပေမဲ့စီရေးချင်းနေပြောင်းလဲတွေကလွတ်လပ်ရရပြီးစား1949ခုနှစ်ပြည်တွင်းစစ်နောက်ခံအနေထားမျိုးရောက်ခဲ့တာကြောင့်စစ်ကောင်းဆောင်မှန်းဆတဲ့အကွက်တွေတိုင်း ရှောက်လန်းဖို့မဖြစ်တော့တဲ့သဘောလို့ကောက်ချက်ချပါရရှင်။